မင်္ဂလာပင်လယ်ော်တွင်ကဂူဂူကျွန်းမှာတရုတ်နိုင်ငံသားတဦးမှမရှိကြောင်းမြန်မာစစ်ကောင်ရှင်ကအိန္ဒိယစစ်အုပ်ကိုအာမခံပြောကြားခဲ့ပါတယ်။ဒါပေမဲ့အိန္ဒိယရီတက်ကကျွန်းကိုတောက်ရောက်စစ်ဆေးခွင့်ပြုဖို့တောင်းဆိုထားတာကိုတော့နီမီတော်ဘက်ကသုံးတရားအကြောင်းပြန်ကြားခြင်းမရှိဘဲလျှို့ရှုထားတယ်လို့ Hindustan Times သတင်းဌာနကရည်တားဖော်ပြလိုက်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလကအိန္ဒိယကာကွယ်အတွင်းဝန် Rajesh Kumar Singh ရဲ့နီမီတော်ကီးစင်တွင်မှထိတ်တန့်ရရှိတွေနဲ့တွေ့ဆုံစဉ်စစ်ကောင်ရှင်ဘက်ကဂူဂူကျွန်းမှာတရုတ်ခြေစိုက်တာမရှိကြောင်းအာမခံချက်ပေးခဲ့တာဖြစ်ပါတယ်။ ကိုကိုကျွန်းဟာအိန္ဒိယရဲ့အရေးကြီးဆုံးဆေးအခြေစိုက်စခန်းတွေနဲ့အလွန်နီးကပ်တဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။အိန္ဒိယရဲ့ဒုံးကျည်ပစ်လွှတ်ရေးစခန်းဖြစ်တဲ့ဘာလာဆောနဲ့နျူကလ িয়ার တိုက်ခိုက်ရင်ကုန်တင်မောအခြေစိုက်စခန်းတဲ့ရမ်ဘီလီတို့ရဲ့လှုပ်ရှားမှုတွေကိုတရုတ်နိုင်ငံက ကိုကိုကျုံးဘော်ကနေစောင်းကြည်ထောက်လန်းနေမှာကိုအိန္ဒိယကအထူးကစိုးရိမ်နေပါတယ်။အိန္ဒိယမြို့သားလုံခြုံရေးဆိုင်ရာပညာရှင်တွေကတော့ပြုတ်ဟာကိုကိုကျုံးကိုအသုံးပြုပြီးအိန္ဒိယရဲ့မဟာဗျူဟာမြောက်ကောက်ဝဲစွမ်းရည်တွေဒုံးကျည်တွေရဲ့အကွာအဝေးနဲ့ထိရောက်မှုတွေကိုအကဲဖြတ်လေ့လာနေတယ်လို့တန်တရားရှိနေပါတယ်။စစ်ကောင်မရှင်ကနှုတ်အားဖြင့်ညှင်းဆို့နေပေမဲ့ဂျိုရူတပ်ပုံတွေရကိုကိုကျုံးပေါ်မှာကြီးမားတဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုတွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့နေရပါတယ် လင်းပြည်လန့်ကိုတေဘုဆောင်၏လင်းကြီးတွေစင်တက်နိုင်တဲ့အထိတိုးချဲ့ထားပြီးစစ်တီအင်အား1900ကျော်နေထိုင်နိုင်တဲ့အဆောင်တန်းလျားအစ်တွေကိုလည်းတိစောက်ထားပါတယ်။ဒါအပြင်ကိုကူကျွန်းရဲ့အနီးကဂျယ်ရီကျွန်း၊ဂျယ်ရီအိုင်စ်လန်ကိုဆက်သွယ်မဲ့ကုန်းလန်းတရားတစ်ခုကိုလည်းတိစောက်ဖို့ပြင်ဆင်နေတာကိုတွေ့ရပါတယ်။စစ်ကောင်ရှင်ကတရုတ်သက်သာမှုမရှိဘူးလို့အာမခံနေပေမဲ့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ေဘီတော်ရဲ့အာနာဆက်တက်ရောက်မှုနှဲပါပြီးတရုတ်နဲ့ဆက်ဆက်နေတဲ့လက်နက်ကိုင်အဖွဲ့တွေလှုပ်ရှားနေတာကြောင့်စစ်ကောင်မရှင်ရဲ့အာမခံချက်ပေါ်အိန္ဒိယဘက်ကတန်လျာရှိနေတာဖြစ်ပါတယ်။